ဂျာမန်ထိပ်သီးဘိုင်ယန်မြို့နယ်တင်ဟာမက်ဒက်စတာယူနိုက်တက်တိုက်စစ်ကစားသမားရက်ဖိုးကိုခေါ်ယူဖို့စိတ်ဝင်စားနေလို့သိရပါတယ်။အသက်28နှစ်အရွယ်အင်္ဂလန်တိုက်စစ်ကစားသမားရက်ဖိုးဟာမက်ဒက်စတာယူနိုက်တက်နေပြအာမိုရနဲ့အဆင်မပြေတာကြောင့်ပြီးခဲ့တဲ့ဇန်နဝါရီကအက်စတွန်ဗီလာအသင်းကိုရာသီဝက်အငှားနဲ့တွားရောက်ကစားခဲ့တာပါ။အက်စတွန်ဗီလာအသင်းဟာရက်ဖိုးကိုပေါင်သန်း40နဲ့ခေါ်ယူခွင့်ရှိနေပြီမဲ့အပြီးသက်ခေါ်ယူမှာမဟုတ်ဘူးလို့အခုရက်တရပတ်အစောပိုင်းကအတည်ပြုထားပါတယ်။လက်ရှိမှာရက်ဖိုးကိုခေါ်ယူဖို့နယူးကာဆယ်နဲ့ဘာစီလိုနာအသင်းတို့ကချိတ်ဆက်နေကြပြီးအခုဘိုင်ယန် ျိုးနစ်အတင်းကားပါသူ့ကိုခေါ်ယူဖို့စိတ်ဝင်စားလာတာဖြစ်တယ်လို့ဂျာမန်သတင်းစာ Bild ကဖော်ပြခဲ့တာပါ။ဘိုင်ယန်မြူးနစ်တင်းဟာအတင်းရဲ့တိုက်စစ်ပိုင်းအတွက်ဂျာမန်ကွင်းလယ်တိုက်စစ်ကစားသမား Florian Wirtz ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ပြီးမြေကစားသမားက Liverpool အတင်းကိုရွေးချယ်ခဲ့ပါတယ်။ဒါကြောင့်ဘိုင်ယန်မြူးနစ်တင်းဟာအတင်းတိုက်စစ်ကိုအားပြေဖို့အတွက် Rafa ကိုစိတ်ဝင်စားလာတာဖြစ်ပြီးတိုက်စစ်မှာ Harry Kane နဲ့တွဲဖက်ပေးဖို့စီစဉ်နေလို့သိရပါတယ်။